ဖုံးအုံးပြုတဲ့လူများစုကလူရှိသူချင်းမှာ18 plus ကြော်ညာတွေတက်လာတာကိုကြုံဘူးကြမှာပါအခုဗီဒီယိုလေးမှာတော့လူရှိသူချင်းမှာအရှက်မကွဲရအောင်18 plus ကြော်ညာတွေတက်မလာရအောင်ဘယ်လိုပိတ်ထားရမလဲဗိုင်းရန့်ရှိတဲ့ကြော်ညာတွေတခြားမလိုအပ်တဲ့ software တွေကိုအော်တိုဖြတ်ပေးတဲ့ application လေးကိုဘယ်လိုအသုံးပြုရမလဲဆိုတော့ကိုဒီဗီဒီယိုလေးမှာရှင်းပြပေးမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Global Dash နဲ့ကနေပြန်လည်ကြိုးဆိုလိုက်ပါတယ်။အရင်ဆုံးအနေနဲ့မက်ဆီတို့က Chrome browser အသုံးပြုရဲဆိုရင် Chrome ကနေ18 bit ကြော်ညာတွေလူရှိသူရှိမှာမြင်မကောင်းတဲ့ကြော်ညာတွေတက်တက်လာတက်ပါတယ်။အဲ့ဒါကိုဘယ်လိုပိတ်ရမလဲဆိုတော့ Chrome browser တွေကိုဝင်လိုက်ပါ။ပြီးရင်အပေါ်ကအဆက်30ကိုနှိပ်လိုက်ပါ။အောက်ကိုနည်းနည်းဆွဲချလိုက်ပါ။ပြီးရင် setting တွေကိုဝင်လိုက်ပါ။ စက်တင်လဲကိုရောက်ပြီဆိုရင်ဒီမှာ notification ဆိုတာရှိပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါမိတ်ဆွေတို့ဖုန်းမှာအခုလိုမျိုး allow notification ဆိုတာကို on ထားလို့ရှိရင်ဒါလေးကို off ထားလိုက်ပါကဲဒါဆိုရင်တခြားမလိုအပ်တဲ့ကြော်ညာတွေ Chrome browser ကနေတက်လာတဲ့18 plus ကြော်ညာတွေတက်မလာတော့ပါဘူးဆိုရင်လူရှိသူရှိမှဖုန်းအသုံးပြုလို့ရှိရင်မိ쇠တို့လုံလုံချုံချုံနဲ့ safe ဖြစ်ပြီးတော့ဖုန်းကိုကောင်းမွန်စွာအသုံးပြုနိုင်မှာပဲဖြစ်ပါတယ် နောက်တစ်နည်းကတော့အဲ agent black ကြော်ညာတွေတက်မလာအောင် application လေးနဲ့စစ်ဆေးတဲ့အဲနီးကိုပြောပြပေးမှာပဲဖြစ်ပါတယ် Play Store မှာ application လေးတခုတွားတောင်းရအောင်မိတ်ဆွေတို့က Play Store ထဲကိုဝင်လိုက်ပါ Play Store ထဲကို ရောက်ပြီဆိုရင်ဒီ search bar မှာ cleaner and malware ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒီ cleaner and malware ဆိုတာလေးကို နှိပ်လိုက်ပါဒီ application လေးပါမိတ်ဆွေတို့ကဒီ malware and မိတ်ဆွေတို့ကဒီ malware and virus remover ဆိုတဲ့ application လေးကို download ဆွဲလိုက်ပါ download ဆွဲပြီးပြီဆိုရင် application လေးတွေကိုဝင်လိုက်ပါ app တွေကိုရောက်ပြီဆိုရင်သူက pro version ကိုပြထားပါလိမ့်မယ်မိတ်ဆွေတို့ကအောက်က all try live version ဆိုတာလေးကိုနှိပ်လိုက်ပါ နှိပ်ပြီးရင်အဘောကနှိပ်ဆိုတာလေးကိုနှိပ်ပြီးပါဒီမှာအလောင်းဆိုတာလေးကိုနှိပ်လိုက်ပါအလောင်း access to money is offline ဆိုတာလေးကို on ထားပေးလိုက်ပါဘတ်နဲ့ပြန်ထွက်လိုက်ပါဒီမှာကိုယ်စကန်ဆိုတာလေးကိုမိတ်ဆွေတို့ကနှိပ်လိုက်ပါ။ဒါဆိုရင်သူကစကန်လုတ်ပေးနေပါလိမ့်မယ်။မိတ်ဆွေတို့ဖုန်းမှာ virus ရှိလား ါမှမဟုတ်မလိုလားအပ်တဲ့ application တွေရှိလားဆိုတော့ကိုသူကစစ်ဆေးပေးနေပါတယ်ကျွန်တော်ဖုန်းမှာတော့မလိုလားအပ်တဲ့ file တွေ16ခုတွေ့ပါတယ်မိစရိုကဖျက်မယ်ဆိုရင်ဒီ MI ဖုန်းပုံစံလေးကိုနှိပ်လိုက်ပါဒီမှာ application ရဲ့နာမည်ကိုဒီမှာပြထားပါလိမ့်မယ်မိစရိုက ဒီ app ကကိုယ့်အတွက်အသုံးဝင်လားမဝင်လားဆိုတာကို စစ်ဆေးပြပါ အသုံးဝင်မှုဆိုရင်တော့ uninstall လုပ်ပေးလိုက်ပါအသုံးဝင်တဲ့ application တွေတွေ့ရင်တော့မပြတ်ဘဲထားလိုက်ပါဒီအောက်က real time protection ဆိုတာကလည်း provision နဲ့မှအသုံးပြုရတာပဲဖြစ်ပါတယ်မိစွေတို့ကကိုယ့်ဖုန်းမှာ malware virus ကတ်နေလားမကတ်နေဘူးလားဆိုတာကိုဒီ quick scan ဆိုတာလေးနဲ့စစ်ဆေးပေးနိုင်ပါတယ်မာဘယ် bio remover နဲ့စစ်ဆေးပြီးပြီဆိုရင် Maestro ဖုန်းမှာ original browser တဲကိုဝင်လိုက်ပါဒီ original browser ကလည်းမလိုလားအပ်တဲ့ကြော်ညာတွေကိုပြပြနေတတ်ပါတယ်အပေါ်ကအဆက်သုံးချက်လေးကိုနှိပ်လိုက်ပါပြီးရင် setting ဆိုတာလေးကိုနှိပ်ပေးပါအောက်မှာ notification setting ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပေးပါပြီးရင်အပေါ်ဆုံးက post notification ဆိုတာလေးကို off ထားပေးလိုက်ပါ ဒါဆိုရင်မိတ်ဆွေတို့ဖုန်းမှာကြော်ညာမတက်တော့ပါဘူးကျွန်တော်ရဲ့နီးပညာဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါစီနောက်လာမယ့်ဗီဒီယိုတွေမှာလည်းအခုလိုမျိုးဘူးသူရာရစီမဲ့နီးပညာတွေကိုမျှဝေပေးအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့ဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့တည်းဆိုရင် like and share လေးလုပ်ပေးကြပါဦးခင်ဗျာ